မစ္စတာဖိနဲ့ကမ္ဘာစံချိန်တင် YouTuber များဒီ YouTuber တွေကလူစိတ်ဝင်စားဖို့ Subscriber တိုးဖို့လူကြည့်များဖို့ထူးထူးဆန်းဆန်းတွေရှာလုပ်ကြပါရင်ဒီထဲမှာလူတယောက်ရဲ့ဘဝကိုအဆုံးသတ်သွားနိုင်တဲ့ကိစ္စတွေအနေများတဲ့ကိစ္စတွေပတ်ဝန်းကျင်ကိုထိခိုက်စေခဲ့တဲ့ကိစ္စတွေပါနေကြတာပါဒီဗီဒီယိုလေးမှာတော့ Mr. B အပါအဝင်ကမ္ဘာစံချိန်တင်နိုင်ခဲ့တဲ့ YouTuber တွေရဲ့ကိစ္စတွေကိုစူးစီးဝေမျှပေးသွားပါမယ်။ Short Creation ကတော့သူများကိုစိတ်နှောင့်ယှက်ပေးရင်ဥပဒေအများဆုံးချိုးဖောက်တဲ့ YouTuber ဖြစ်လာခဲ့တာပါ သူကဘရန်စတားတယောက်ဆိုပြီးလုံချင်တာတွေရှောက်လုံနေကြတာဖြစ်ပါတယ်။ဒဇင်းတွေကိုစိမ်းနှောင်းရှက်ဖြစ်အောင်လုပ်တာခက်တီတီနောက်ပြောင်တာတွေနဲ့စီကန်းချိုးဖောက်မှုတွေကြောင့်ခဏခဏဖမ်းခံရပြီးခံဝင်နေနေကြရပါတယ်။အဲ့အချိန်မှာတော့ခံဝင်ကိုချိုးဖောက်ပြီးလုံချင်တာတွေလုပ်နေကြတာပေါ့။အဲ့နောက်ပိုင်းထိုင်နေတဲ့ရဲတွေအပေါ်ကနေခုံသွားတာလမ်းဆောင်ကဆိုင်းမုတ်တွေကိုဖြုတ်တာဘေ့စ်ဘောကွင်းတွေကိုကိုလုံးတီးနဲ့ဝင်ပြေးတာတွေလည်းလုပ်ခဲ့ပါတယ်။နောက်ပြီးရဲဝဲဆောင်ဝင်ပြီးအယောင်ဆောင်ခဲ့သေးတာပေါ့။အဲ့အချိန်မှာတော့အဖမ်းခံရပါတယ်။ ။ KSI ကတော့တရက်သေးကိုဒေါ်လာသန်းပေါင်းများစွာဆုံးရှုံးခဲ့တဲ့ YouTuber အဖြစ်စံရင်တင်ခဲ့တာပါ။2022ခုနှစ်တုန်းက KSI က Luna ဆိုတဲ့ Crypto Coin တစ်ခုကိုဒေါ်လာ2သန်းမှ8သန်းဘိုးဝယ်ခဲ့ပါတယ်။သူဝယ်လိုက်တဲ့အချိန်မှာပဲအဲ့ဒီ Coin ရဲ့ဈေးကထိုးချသွားခဲ့တာပါ။ဘလောက်လဲဆိုရင်သူရဲ့အကောင့်ထဲမှာဒေါ်လာ1000လောက်ပဲကျန်တော့တဲ့ထိပါပဲ။နောက်ပြီးအဲ့ဒီ coin ကဘယ်တော့မှလည်းဈေးပြန်တက်မလာခဲ့ပါဘူး။ Oh my god, my 2.8 million. Oh my god. What the fuck? Bro! YouTuber Jane Charles ကတော့ပရိသတ်တွေဆွမိတာကိုအများဆုံးခံခဲ့ရတာပါ။နှစ်ဆပိုင်းမှာသူက YouTube ကြောင့်ပဲကြော်ကြလာပါတယ်။သူ့ရဲ့ပုံရိပ်က Hollywood ထိတောင်မှာပေါရောက်ခဲ့တာပါ။ကိုယ်ပိုင် YouTube Reality Show တောင်ရှိခဲ့ပါတယ်။ဒါပေမဲ့2019ခုနှစ်မေလမှာတော့အများအလုံးပြောင်းလဲသွားခဲ့တာပါ။အဲဒါကသူ့ကိုအမြဲတမ်းကူညီပေးခဲ့တဲ့30 Web Brown နဲ့လည်းသက်ဆိုင်ပါတယ်။တကယ် Jane Charles ကအနာဂတ်ပစ္စည်းတစ်ခုနဲ့ပတ်သက်ပြီး Instagram မှာကြော်ညာတစ်ခုတင်ခဲ့တာပါ။ဖြစ်ချင်တော့ဒီပစ္စည်းက West Brom ရဲ့ပြိုင်ဘက်စီကဖြစ်နေတာပါဒီချိန်မှာ West Brom ကဂျိန်းချားနဲ့လမ်းခွဲနှုတ်ဆက်ကြောင်းပို့အရှိန်တင်ခဲ့ပါတယ်ဒီချိန်မှာပဲ follower တွေကဂျိန်းကိုကျေးဇူးမသိသူတက်ဆပ်ဖောင်းဆိုပြီးတော့ unsubscribe ဝိုင်းလုပ်ကြပါတယ်သူကတောင်းပန်တဲ့ post တင်တော့လည်းမမိတော့ပါဘူး24နာရီအတွင်း subscribe ပါ1.2တန်းလောက်ဆုံးရှုံးခဲ့ရပါတယ် iron shows speed ကြတော့ရောဘလော့ဂိမ်းတွေကအညစ်တထဲကိုဈေးကြီးပေးပြီးမှားဝယ်မိသွားတာပါမတန်ဆဆင်းနဲ့ဝယ်မိမှန်းသိတဲ့အခါသူ့ရဲ့ထုံးစံတိုင်းမျက်ရည်ဝယ်ပြီးအော်ဟစ်နေခဲ့ပါတယ် That I just spent 18 million Robux on this shirt? There's no way I just spent $200,000 on this shirt. There's no way. $200,000! Say Wallahi! Say Wallahi! I just spent $200,000 on robux. 18 million Robux! 18 million! Say you swear! $200,000 in my bank account! YouTube, no, 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 သူက subscriber 1.2တန်းကျော်ရှိတဲ့ YouTuber တူဖြစ်ပါတယ်သူ channel ကိုကြည့်လိုက်ရင်အင်သားအပေါ်မှာအကြအဆုံးထိုင်တာကနေ20နှစ်အကြာတယောက်တည်းနေထိုင်တာအထိစိန်ခေါ်မှုအမျိုးမျိုးလုပ်ခဲ့တာတွေ့ရလိမ့်ပါလိမ့်မယ်။2025ခုနှစ်မှာတော့သူကကဘာကမမြင်မှုတည်းတဲ့အရာတစ်ခုကိုလုပ်ခဲ့တာပါ။အဲ့ဒါကတော့လမ်းပေါ်မှာအကြကြီးဒီတိုင်းမတက်ရနေခဲ့တာပါပဲ။ဒီချိန်မှာလူတွေရောက်လာပြီးသူ့ကိုပေါက်ခရရတွေလည်းလုပ်နေခဲ့တာပါ။အချိန်တွေကြာလာလေလေနောက်ပြောင်လာရင်ကလည်းပိုဆိုးလာလေလေပါပဲ။ နှုန်းကစံချိန်မပြည့်အောင်ဒါတွေကိုတိခံခဲ့ပါတယ်နောက်ဆုံး38နှစ်ကြာတောက်ခံပြီးမှတော့စံချိန်သစ်တင်နိုင်ခဲ့တာပါသူကပဲအေးပဲအကြာကြီးနေတဲ့စံချိန်ကိုလည်းချိုးခဲ့ပါတယ်1964ခုနှစ်မှာလူတယောက်ကအဲ့ဒီစံချိန်ကိုတင်ခဲ့တာပါဒါပေမဲ့ဒီကိစ္စကအန်ရရှီလုံးလုံးဂင်းနေအဖွဲကအဲ့ဒါကိုထမ်းလောက်ခွင့်မပြုတော့ပါဘူး။ဒါပေမဲ့နှုန်းကတော့ online ပေါ်မှာပဲစိန်ခေါ်ပြီးမအိပ်ပဲနေပြပါရင်။အဲ့ဒါကြောင့် YouTube ကသူ့ရဲ့ screen ကိုဘန်းလိုက်တာပါ။ဒီချိန်မှာနှုန်းက Rumble ကိုပြောင်းပြီး live ဆက်လွှင့်နေပါရင်။နောက်ဆုံး7ရက်မြောက်နေ့မှာတော့စံချိန်ဟောင်းကိုချိုးနိုင်ပြီဖြစ်လို့နှုန်းနဲ့အိတ်ဖို့အိမ်ကိုဒီဒီအိုင်နဲ့ပြန်လာခဲ့ရပါရင်။ YouTuber Aiden Rose ကတော့ခဏခဏအလိန်ခင်ရတဲ့အမှတ်တမ်းကိုစံချိန်ချိုးခဲ့ပါတယ်။ပြောရရင်တော့ YouTuber တွေထဲမှာအချင်းဖမ်းဖို့လွယ်ဆုံးပဲလို့နာမည်တွင်ခဲ့တဲ့အထိပါပဲ။သူကနာမည်ကြီးတယောက်ကိုဒေါ်လာ2တန်းနဲ့ကမ်းလှမ်းပြီးသူနဲ့ stream လုပ်ဖို့ကမ်းလှမ်းခဲ့ပါတယ်။အဲဒီ stream ကစိတ်လှုပ်ရှားစရာကောင်းမယ်လို့ပြောလင်းခဲ့ပေမဲ့တကယ်တမ်းကျတော့အရန်ကိုပြင်းစရာကောင်းခဲ့တာပါ။နောက်ပြီးနာမည်ကြီးကချိန်ထားတာတဲ့နောက်ကျပြီးမှလာခဲ့တာဖြစ်ပါတယ်။ stream အတွက်လည်းတေချာပြင်ဆင်လာတာမဟုတ်ပါဘူး။7မိနစ်လောက်ကျတော့ပတ်စံအိတ်ကိုခက်တိတိကောက်ဆွဲပြီးပြန်ထွက်သွားခဲ့တာပါ။နောက်တော့ကြာမှတော့ Aiden က Rubber 21စားပေးနဲ့ဖိအိုက်ဖို့ငားလိုက်ပါရင်ပြီးတော့ဒီပွဲကို stream လွှင့်နေကြတာပါဖိအိုက်တော့ item ကဒေါ်လာ3သိန်းကျော်ရှုံးနေပါပြီပွဲပြီးတဲ့အချိန်မှာတချို့ကဖဲချက်တွေကိုစစ်ကြည့်ဖို့ပြောပါရင်အဲ့အချိန်မှာတော့ဖဲချက်တွေမှာအမှန်သားတွေလုံထားတော့တွေ့ပြီး item လဲရင်ခံသွားပါရင်ဒါနဲ့ရင်သူကမှတ်သေးတာမဟုတ်သေးပါဘူး Custom Mike Roll Rice တစ်စီးကိုဒေါ်လာ9သိန်းခွဲပေးပြီးရအောင်လဲဝယ်ခဲ့ပါသေးတယ်နောက်တဲ့သူက ID Wire ဆိုတဲ့ပုံကိုတရားဖြစ်ပါရင်သူက King Kardashian တို့ ။ traffic barker လို့နာမည်ချင်းနေနဲ့လည်းရင်းနှီးနေတာပါ။ဒါပေမဲ့လည်းအဲဒီကားကသူထင်းတယ်လို့မဟုတ်ပဲအလိန်ခံခဲ့ရပြပါရင်ဒါနဲ့နေ item ရဲ့အခြေဆိုင်တွေကမပြီးသေးပါဘူး။ကန်ကြီးဝက်ရဲ့မထွက်သေးတဲ့တခြင်းတစ်ပုဒ်ကိုဒေါ်လာ2သိန်းပေးပြီးဝယ်ခဲ့သေးတာပါ။နောက်တော့မှအဲဒီတခြင်းက AI နဲ့ဖန်တီးထားတာဖြစ်မှန်းသိခဲ့ရပါရင် Nico Caro, Avo Caro ဆိုတဲ့ YouTuber ကတော့ကိုလေးချင်းနဲ့ပတ်သက်တဲ့စာရင်းတွေကိုတင်ခဲ့တာပါ။ YouTuber စတဲ့လာတော့ကသူ့ကိုနစ်လို့ပဲလူတီးခဲ့ကြပါရင်အဲနောက်ပင်ပင်တွယ်တွယ်ပေါ်ပေါ်ပါလေးပါပဲ။ဒါပေမဲ့2016မှာတော့အရာအလုံးပြောင်းလဲလာပါရင် သူကမက်ဘန်ဘလော့ဂါဘလန်းကိုပြောင်းလိုက်လို့ပါပဲဒီလိုနဲ့ပရိသတ်အကြိုက်ဖြစ်အောင်စားချင်ရတဲ့အစမတန်စားပြခဲ့ပါတယ်အဲ့ချိန်မှာပဲ subscriber တွေလည်းတိုးလာခဲ့တာပါအဲ့ဒါနဲ့အတူဝင်ဝင်လေးကိုလေးချင်းတွေလည်းတိုးလာခဲ့ပါတယ်ဒီချိန်မှာပဲသူ့နာမည်က Nico Caro ဆိုပြီးဖြစ်လာခဲ့တာပါဒီချိန်မှာသူ့ရဲ့ကိုလေးချင်းကပေါင်410ကျော်ဖြစ်လာခဲ့ပါပြီဒါပေမဲ့2024ခုနှစ်မှာတော့သူက online ပေါ်ကနေရုပ်တရက်ပြောက်ွယ်သွားခဲ့တာပါဒီချိန်မှာပရိသတ်တွေကလည်းတိုးတော့တိုးတော့ဖြစ်ခဲ့ရပါတယ်နောက်နေ့ကကျမှတော့သူကပြန်ပေါ်လာခဲ့ပါတယ် ဒါပေမဲ့နီကိုကာရိုအနေနဲ့မဟုတ်ပဲနစ်အနေနဲ့ပါပဲသူ့ရဲ့ပုံစံကလည်းအရင်လိုပင်ပင်လေးပြန်ဖြစ်သွားခဲ့ပါတယ်အဲဒါအကြောင်းသူကကိုလင်းချင်းအတန်ဆုံးအကြဆုံးလုပ်နိုင်တဲ့ YouTuber ဖြစ်စံချိန်တင်နိုင်ခဲ့တာပါဘလန်ချက်ကတော့အများဆုံးမျိုးချနိုင်သူဖြစ်စံချိန်တင်ထားတာပါတယ်သူကတော့တံမြားရီတကာလန်ဆာလောက်ကို၂စက္ကန့်အတွင်းအမြဲတောက်ပြပြီးအဲစံချိန်ကိုရခဲ့တာပါချိန်ဘောကတော့လက်ဝေးတမိုင်းမှာဈေးကြီးဆုံးဝစ်စုံကိုဝစ်စင်ခဲ့တဲ့မှတ်တမ်းကိုတင်ခဲ့ပါတယ် YouTuber တူအနေနဲ့ဂျိတ်ကပတ်စံအသိမတုံးခဲ့ပါဘူးကားတချို့အိမ်တလုံးပဲဝင်ခဲ့တာပါဗန်ထဲမှာကရန်ခွေလုံးမွေးပွားနာရှိပေမဲ့စတန်ထရိနာတွေသိမရှိခဲ့ပါဘူး ဒါပေမဲ့ YouTube လောကကနေထွက်ပြီးလက်ဝဲကွင်းထဲဝင်လာတော့မှအချိုးပြောင်းလာခဲ့တာပါအဲဒီအချိန်မှာနိုင်တလုံးအတွက်ဒေါ်လာ9တန်းအင်ဂျီတလုံးအတွက်ဒေါ်လာ20တန်းဖနက်တွေအတွက်ဒေါ်လာ6500အထိတုံးဆွဲခဲ့ပါတယ်2024ခုနှစ်မိုင်းတိုင်းဆန်နဲ့ပွဲတည်တော့လေလူတီများအောင်ပို့ပြီးတော့အသုံးပြုပြခဲ့တာပါဒါကြောင့်သူကအန်လင်အခြေဆိုင်ဒီဇိုင်နာကက်ရှူးစာချက်တွေကိုဆက်သွယ်ပြီးလက်ဝဲလောကမှာမမြင်ဘူးသေးတဲ့အစမ်းဆုံးဝတ်စုံကိုပြုလုပ်ခဲ့ပါတယ်380ကားရဲရှိတဲ့ BBS စိန်နေ David Orgas ကချုပ်ထားတဲ့သုံးပွဲဝတ်စုံဘာမီတိုမှာခြိထိုးထားတဲ့ NS ဘိုဘိုလီရဲ့မူရင်းဒီဇိုင်း ခပတ်မှာစိန်ကြိုးတွေနဲ့ရန်တနာတွေဖုံးအုပ်ထားတဲ့ဂျာကင်တွေနဲ့ရှုပြခဲ့တာပါ။ဒါရင်အလုံးတွဲဒေါ်လာတန်းကုန်ကျခဲ့ပြီးလက်ဝဲသမိုင်းမှာဈေးကြီးဆုံးဝစ်ဆုံးဖြစ်ခဲ့ပါတယ်။ YouTuber လူကန်ပေါ်ကြတော့ Pokemon ကတ်တွေကိုယူမှုဆွဲလဲတာပါ။ဒါကြောင့်လဲ Pokemon ကတ်တိုင်းရအောင်လိုက်ဝဲပါတယ်။သူ့အိမ်ကတော့ Pokemon သမိုင်းမှာအမှတ်တမ်းကျန်နေခဲ့ကျင်တာပါ။ဒါကြောင့်သူကဈေးကြီးဆုံးကတ်များကိုရှာဖွေခဲ့ပါတယ်။အဲ့ဒီခါမှာသူက Pikachu, Elastator ကိုတွေ့ခဲ့ပါတယ်။ကဘာပေါ်မှာ PSA အဆင့်တစ်ဆင့်အဆင့်သတ်မှတ်ထားတဲ့တစ်ခုတည်းသောကတ်ဖြစ်တာကြောင့် Logan Paul လည်းမရအောင်ဝဲဖို့ဆုံးဖြတ်ခဲ့ပါတယ်။ အဲ့ကကိုအီမေးမာလေးလန်းကျင်းတော့လည်းအကျိနေဖြစ်ခဲ့ပါတယ်အဲ့လေးလန်းပွဲကလားနဲ့ချီလာတော့မပြတ်ခဲ့ပါဘူးနောက်ဆုံးလိုကန်ကသူမလိုတဲ့တခြားကတ်တစ်ခုပါပေးမယ်ဆိုရင်ဒေါ်လာ1.2တန်ပို့ပေးမယ်လို့ကန်လန်းလိုက်ပါတယ်အဲ့ခါမှာပီကာချူးကတ်လေးကသူ့လက်ထဲကိုရောက်လာရတာပါအဲ့ကရဲ့တန်ဖိုးစုစုပေါင်းကဒေါ်လာ5.2တန်ကျော်ရှိပြီးဈေးကြီးဆုံးလည်းဖြစ်ခဲ့ပါတယ်ဂျိုးပါဖက်ကတော့ကမ္ဘာအမြင့်ဆုံးဘတ်စကတ်ဘောဂိုးသွင်းနိုင်တဲ့စံချိန်ကိုတင်ခဲ့တာပါသူတို့ကအထက်မြင့်အဆောက်အုံနဲ့မျောင်းစင်းနဲ့ချောက်ကမ်းမတွေပေါ်ကနေဘတ်စကတ်ဘောပြချပြီးစံချိန်တင်ဖို့စူးစမ်းခဲ့တာဖြစ်ပါတယ် ဒီလိုလုံးနေတော့စေစုနေ့တစ်ခုနေပါပါပဲ2023မေလ20ရက်နေ့မှာတော့သူတို့က122ထက်မြင့်တဲ့မိုးမြောင်တိုက်ပွဲကနေဘောလုံးပစ်ချခဲ့လိုက်ပါတယ်။ဒီကားဘောလုံးကလေထဲမှာဝင်ပြီးပိုက်ထဲတန်းဝင်သွားခဲ့တာပါ။ဘောလုံးချလာတဲ့အမြင့်က155ပေလောက်ရှိပြီးဒူပါဖက်တို့လည်းစံချိန်တင်လိုက်ခဲ့ပါတယ်။ကမ္ဘာစည်းအကြီးဆုံးပီဇာကြီးကိုဖန်နေပြီးတမျိုးလုံးကိုအလှလုံးခဲ့တဲ့သူကတော့ YouTuber Eric ပါပဲ။2022ခုနှစ်မှာ Eric ကသူ့ရဲ့ Predator တင်တဲ့သဘောတူညီမှုတစ်ခုလုပ်ခဲ့ပါတယ်။အဲဒါကနှစ်ကုန်လုံး Subscriber 100တန်းရှိခဲ့ရင်ပီဇာကြီးလုပ်ပြီးအလှလုံးပေးမယ်ဆိုတာပါပဲ။ ဒီဇင်ဘာလဆန်းမှာပဲသူ့ channel က subscriber 17တန်းကျော်ရှိလာခဲ့ပါတယ်။ဒီချိန်မှာတော့ Airy လည်းသူကလေးအတိုင်းပီဇာကြီးလုပ်ဖို့စီစဉ်ခဲ့ရတာပါ။သူကကိုရောင်ကြီးတစ်လုံးငှားခဲ့ပါတယ်။ပြီးတော့ Pizza Hut နဲ့ပူပေါင်းပြီး Pizza ကြီးလုပ်ခဲ့တာပါ။အဲဒီ Pizza မှာပေါင်တစ်ထောင်အလင်းချိန်ရှိတဲ့မုန့်ညံ၊ Cheese ပေါင်း9000ကျော်၊ Sauce ပေါင်း9000ကျော်၊ Pepperoni အခု9သိန်းလောက်ပါဝင်ပါတယ်။အနေအား132ပဲရှိတဲ့ဒီ Pizza ကြောင့် Airy လည်း YouTuber ကြီးအားမှာကမ္ဘာအကြီးဆုံး Pizza လုံဆွေးသူအဖြစ်ဆန်းကျင်တင်နိုင်ခဲ့တာပါ။ဘလုံးလောက်ကရဲ့ဂုံကြီးလို့တင်စားရတဲ့ဆယ်လိုတယောက် ် YouTube ပေါ်ကိုရောက်လာတာတခါမှမတွေ့ရတဲ့အဖြစ်ပြက်ပေါ်လာခဲ့ပါတယ်။အဲဒါကတော့ Subscriber တိုးလို့ပါပဲ။ Radio က YouTube Channel ဖွင့်ပြီးသူ့ရဲ့ပထမဆုံးဗီဒီယိုကိုတင်ခဲ့တဲ့မိနစ်90အတွင်း Subscriber တသန်းပြည့်သွားခဲ့ပါတယ်။၄နိုင်လောက်ကြာတော့ Subscriber 5သန်းကျော်သွားခဲ့ပြီး900လောက်မှာတော့ YouTube Diamond Play ဖော်တုံးကိုရခဲ့ပါတယ်။တခြားနိုင်ငံကြီးတွေဆိုရင်ဒီလိုရလက်ကိုရဖို့၃နှစ်လောက်တိစောက်ခဲ့ရတာပါ။ Radio ကတပတ်အတွင်း subscriber တန်း90ကျော်ခဲ့ရခဲ့ပါတယ်။အခါက Mr. B ရဲ့ subscriber တိုးနှုန်းထက်တောင်မြင့်နေခဲ့တာပါ။ Radio ဖြစ်လို့သာဒီလိုရလက်မျိုးရလာတာဖြစ်ပါတယ်။ မစ္စတာမီကိုတော့အောင်မြင်ဆုံး YouTuber လို့သတ်မှတ်ထားပါတယ်။သူကမှတ်တမ်းပေါင်းများစွာပိုင်ဆိုင်ထားခဲ့သူဖြစ်ပါတယ်။ဂျင်မီလို့ခေါ်တဲ့မစ္စတာမီကထူးထူးဆန်းဆန်းပွဲရင်စီစဉ်တဲ့နေရာမှာလည်းနာမည်ကြီးလာတာပါ။သူပထမအဆုံးပေါက်ခဲ့တဲ့ဗီဒီယိုကတော့ထိုင်ရာမထပဲတစ်ကနေတသိန်းအထိတောင်းလျှောက်ရေးသွဲရတဲ့ဗီဒီယိုပဲဖြစ်ပါတယ်။အဲဒီနောက်ပိုင်းမစ္စတာမီကလည်းနာမည်ပိုကြီးလာပါတယ်။နောက်ပြီးသူကပေးကမ်းနာရီနဲ့နာမည်ကြီးနေတာပါ။2018တုန်းက Subscriber တန်လေး၁၀ပြည့်လို့ဆိုပြီးကားစီးလေး၁၀ကိုဝေးပေးခဲ့ပါတယ်။နောက်ပိုင်းမှာပက်ဆန်စုကြီးမျိုးစုံပေးတဲ့အစီအစဉ်တွေကိုဆက်လုပ်ခဲ့တာပါ။ 2022ခုနှစ်တုန်းကမစ္စတာဘီကဒေါ်လာ1သန်းတန်ကျွန်းကျွန်းကိုဂေဝဲပေးပြီးလူတွေကိုအံ့ဩစေခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီနှစ်မှာပဲသူ့ရဲ့ဝင်ငွေကဒေါ်လာ82သန်းထိမြင့်တက်ခဲ့တာပါ။အဲ့ဒီနောက်ပိုင်းမစ္စတာဘီကရယူပိုင်ပိုင်စင်ကောင်းမှုတွေကိုလည်းလုပ်ခဲ့ပါတယ်။အဲ့ဒီကမှပေါင်2000လေးချိန်ရှိတဲ့မြေကြီးတွေအောက်မှာကောင်တလာထဲမှာ9ရဲ့ဝင်အေးပြတဲ့ဇလန်းကအပေါင်းဆုံးဖြစ်ခဲ့ပါတယ်။ဒီချိန်မှာပဲမစ္စတာဘီရဲ့ subscriber ကတစ်ချိန်လုံးတိုးတက်လာခဲ့ပြီး TC ကိုတောင်ကျော်လွန်ခဲ့တာပါ။နောက်ပြီး YouTuber တွေကိုဖိတ်ခေါ်ပြီးရှင်ပြိုင်ခိုင်းတဲ့ Big Game Show နဲ့ကမ္ဘာစံချိန်44ခုတင်ခဲ့တာဖြစ်ကြောင်းဝေမျှလိုက်ရင် ီဒီယိုလေးကိုညီကောင်းချိုလိုက်ပါရင်အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရင်ခင်ဗျာ။